ဲ့ဘားလိုက်ထဲမှာအကုန်လုံးကိုထည့်ထားတယ်။တင်တန်းကာလမပြီးမရှင်းအဲ့လိုထည့်ထားထည့်ထားပြီးရင်အဲ့ brain box တွေတကားပေါက်တွေအကုန်လုံးကိုပိတ်ထားတယ်အသေးပိတ်ထားတယ်ပြီးတာနဲ့သူတို့ဒါအပေါ်လေးအဆုံမှုကအစပေါ့နော်သူတို့ရဲ့ခြေရင်းမှာ ပုံးနေချထားပြီးတာအပြင်ထွက်ခွဲမပေးဘူးမင်းအွန်လိုင်းကိုမထောက်ခံဘူးမင်းရဲ့ရွေးကောက်ပွဲကိုလည်းမထောက်ခံဘူးမင်းရဲ့ရွေးကောက်ပွဲကလည်းတရားမျှတမှုမရှိဘူးဆိုပြီးတော့ပြောလိုက်တဲ့အာပြောဆိုချက်ပဲဖြစ်တယ်ပေါ့နော် င်္ဂလာပါဒီကနေ့ကတော့အော်တိုဘာလ28ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာတော့ဒါထူးခြားသတင်းထူးခြားဖြစ်စဉ်ရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ဖြစ်တဲ့ဒါအန်နဝါဣဗရာဟင်ကဒီစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲမတိုင်ခင်နိုင်ငံသားတွေနဲ့ဒါအတိုက်ခံအင်အားစုတွေအားလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမှာဒါဖိတ်ခေါ်ဆွေးနွေးမယ်ဆိုပြီးတော့ထုတ်ပြောလိုက်ပေါ့နော်ဒါကစစ်ကောင်စီလှုပ်ချင်ရလှုပ်မဲ့သူရဲ့ရွေးကောက်ပွဲပေါ့နော်သူလှုပ်ချင်တယ်လို့လှုပ်နေတဲ့ရွေးကောက်ပွဲကို ခွင့်မပြုဘူးဆိုပြီးတော့ဒါတုံးသက်လို့လည်းရတယ်။ပြန်ပြင်ဒါသူတို့ပြောတဲ့အတိုင်းသဘောတူထားတဲ့အတိုင်းပေါ့နော်ဒီပုံသဘောတူညီချက်၅ရက်အဲ့ဒီအတိုင်းမလောက်ဆောင်ဘူးအဲမင်းအောင်လိုင်ကသူ့ရဲ့အစီအစဉ်တိုင်းလုံးချင်သလိုလုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲကိုလည်းဒါတနည်းအားဖြင့်အတိမတ်မပြုတ်ဘူးလို့ပြောလိုက်တာ ਨੇ အတူတူပဲဗျ။အဲအဥ္စာဒါဝန်သားစရာသတင်းပေါ့နော်ဝန်သားစရာသတင်းအဲအာမင်းအောင်လိုင်ကိုတော့ဖယ်ကျင်ထားတယ်မြောင်းလိုင်းကိုကကျင်ခုံကျင်နေဆိုတဲ့ကောင်ကတော့မပိတ်ခေါ်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒါဖယ်ကျင်ထားလိုက်တယ်အဲပြီးရင်ဒါအတိုက်ခံအင်အားစုတွေကိုတော့အခုလိုမျိုး ဒါတကူးတကားနဲ့ဒါမလေးရှားနိုင်ငံအထိပါဖိတ်ခေါ်ပြီးတော့ဆွေးနွေးမယ်ဆိုတဲ့ဟာကတစ်ဖက်ကရှင်ကြည့်မယ်ဆိုရင်အားရစရာကောင်းတယ်ပေါ့နော်အဲ့တော့လိုပဲဖြစ်ဖြစ်ဒီဒီကိစ္စကလည်းအရင်အရေးကြီးတာဖြစ်တယ်အဲ့တော့ဒီအာဆီယံဥက္ကဋ္ဌဒါမလေးရှားနိုင်ငံအနေနဲ့ပေါ့နော်တိုင်းရင်းသားလူနည်းစု28ဖွဲ့ပြင်းတိုက်ခိုက်အင်အားစုတွေအားလုံးကိုတွဲဆောင်ဆွေးနွေးမှုလှုပ်ဆောင်နိုင်ရေးအတွက်ရွေးကောက်ပွဲမတိုင်ခင်ပေါ့နော်ဒါဖိတ်ကြားမယ်ဆိုပြီးတော့ဒါထုတ်ပေါ်ပြောဆိုလိုက်တယ်အဲ့တော့ဒီလိုမျိုးသာဆိုရင်ဘာတွေဖြစ်လာမလဲအဲဘာတွေထူးခြားလာမလဲဒါတွေကလည်းကျွန်တော်တို့အရင် သိကျင်နေတဲ့အရာတွေဖြစ်တယ်အဲ့တော့အဲ့ဒီဟက်ဆာနေနဲ့ပတ်သက်လို့လည်းဒါကျွန်တော်တို့ဒါဆွေးနွေးကြတာပေါ့လေနော်အဲ့တော့အဲ့လိုမျိုးဒါဖိတ်ခေါ်လိုက်ပြီဆိုတဲ့အခါကျရင်အဲ ASEAN ကိုဒါကြောရောနောက်ခံပြုတ်ပြီးတော့ပေါ့နော်ဒါတိုက်ခိုက်အင်အားစုတွေဒီတိုင်းဒေသအင်အားစုတွေအနေနဲ့ကပေါ့နော်တောင်းဆိုစရာရှိတာတွေပြပြသသာတောင်းဆို권ရလာလိမ့်မယ်လို့လည်းဒါယူဆရတာဒါတစ်ချက်ပေါ့နော်ဆိုတာကဒီစစ်ကောင်စီရဲ့လှုပ်ဆောင်နေတဲ့အရာတွေကိုအများကြီးချပြလို့ရမယ်ဆေးရဇွေးမှုတွေရှိမယ်အများကြီးပဲအများကြီးပဲဒါမျိုးပုံစံမျိုးတွေကိုဒါ နဖူးတွေဒုတွေဒါဆွေးနွေးလို့ရသွားမယ်ရကျင်လည်းရမယ်ပေါ့နော်ဒါပေမဲ့ရနိုင်တဲ့အခွင့်အရေးပိုများသွားပြီခုကကြတော့အဲအဲ့လိုမျိုးတွေ့ခွင့်ရပြီဆိုတဲ့ခါကျရင်ဒါတွေပို့ပြီးတော့ဒါချပြလို့ရမယ်အဲ့လိုချပြပြီးတာနဲ့ဒါပြက်ပြက်သားသားတောင်းဆိုလို့ရမယ်အရာတွေလည်းရှိလာနိုင်တယ်ပေါ့နော်ဒါကလည်းအားရစရာအချက်တစ်ခုဖြစ်တယ်ပြီးတော့ကြတော့ဒါတိတ်ပြီးတော့တော့မျောလင်းလို့မရဘူးဆိုပေမဲ့လည်းမျောလင်းနိုင်စရာအချက်တွေရှိသေးတယ် အဲ့ဒါကပါလဲဆိုတော့ဒါနိုင်ငံရေးသမားတွေပေါ့နော်စစ်ကောင်စီကိုထောက်ခံတဲ့ရောင်ပြီးရင်စစ်ကောင်စီနဲ့ပူးပေါင်းပြီးလှုပ်ဆောင်နေကြတဲ့နိုင်ငံရေးသမားတွေအဲသူတို့တွေလေတံပြောင်းလာနိုင်ခြင်းရှိတယ်ပြီးတော့စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့စစ်ကောင်စီကိုထောက်ခံအားပေးနေတဲ့လက်နက်ကိုင်ဖွဲ့တွေလည်းဒါပြောင်းလဲလာနိုင်ခြင်းရှိတယ်ပေါ့နော်ဒါကတော့ဒါတိတ်မမျော်လင့်ရဲဖြစ်မယ်ပေါ့နော်မျော်လင့်လို့ရနိုင်စရာရှိတယ်ဆိုတဲ့အကြောင်းအဲ့ဒါပါလဲဆိုတော့ဒီအခုဒါလက်တော်မှာကိုပဲဒါ NLD ပါတီဝင်ဟောင်းပေါ့နော်ဒါဒေါ်စနာမင်းသူ့ရဲ့ပါတီ NDA ပါတီကိုဒါဖျက်သိမ်းခံရတာတွေရှိတယ် ပြီးရင်ဒါပြီးသုံးလုံးပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌပေါ့နော်ဒါတော့တက်တက်ခိုင်ကိုစလေလောင်းအဖြစ်ကနေပြီးတော့ပယ်ဖြတ်ခံရတာရှိတယ်ကျေနပ်မှာမဟုတ်ဘူးကျေနပ်ဖို့တေးကြတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့တအားကိုဘောမာခဲ့တာပေါ့နော်ဘောမာခဲ့တယ်ဒါမင်းအောင်လိုင်းအတွက်ဆိုရင်မင်းအောင်လိုင်းပြောစီခြင်းတဲ့စကားတွေကိုဒါရှေ့ထွက်ပြီးတော့ပြောပေးနေတာမျိုးတွေကဆိုတော့သူတို့တွေအများကြီးလောက်ခဲ့ကြတာရှိတယ်အဲ့လိုမျိုးပုံစံလောက်ခဲ့တဲ့သူတွေပြီးရင်တခြားသူတွေလည်းရှေ့ရုံးမှာပေါ့နော်အဲ့တော့အခုဆိုရင်ဒါမင်းအောင်လိုင်းကသူ့ကိုနည်းနည်းလေးမှမပြောရဘူးပြောလိုက်တာနဲ့သူကဒီလိုမျိုးပုံစံမျိုးနဲ့ ပြင်းမရှိပြစ်ရှာတာတွေအပြစ်ရှိအောင်မရှိရှိအောင်တမင်လောက်တာမျိုးတွေ ਨੇ ဖြုတ်ချနေတာရှင်းပြနေတာရှိလာတယ်အဲ့တော့နောက်ထပ်ဒီလိုမျိုးဒါဒေါ်သက်သက်ခိုင်းတို့ဒေါ်ဆနာမင်းတို့အဲသူတို့လိုမျိုးပုံစံမျိုးတွေ ਨੇ ထပ်ပြီးဖြစ်လာနိုင်ရရှိတဲ့သူတွေကိုလည်းပြည်သူတွေကတုံ့တက်နေကြရရှိတယ်ပေါ့နော်ဒါအခုဆိုရင်ဒါကိုကိုကြီးပေါ့နော်အဲသူတို့ပါတီကိုဆိုလဲဒါမျက်စောင်းထိုးနေကြတာရှိနေပြီဆိုပြီးတော့သိရဒါလည်း ဖြစ်နိုင်ခြေရှိတာပဲမင်းအောင်လိုင်ကသူ့အတွက်ခလုတ်ကသင်းပုံစံမျိုးနဲ့ဖြစ်လာမယ်ဆိုတဲ့အရာတွေအကုန်လုံးကိုရှင်းပြနေတာဘသူ့မှာဂယုမဆိုင်တဲ့ပုံစံမျိုးသူ့ကိုဘလောက်ပဲလော်ခဲ့လော်ခဲ့ဂယုမဆိုင်တဲ့ပုံစံမျိုးနဲ့ရှင်းလင်းပြနေတာရှိတယ်အဲ့တော့ကြတော့အခုလိုမျိုးဒါမင်းအောင်လိုင်ကိုဒါပယ်ကျင်ပြီးတော့ဗောနော်ဖယ်ကျင်ပြီးတော့ဒါဒေါ်လိုင်းအင်အားစုတွေဒါအတိုက်ခံအင်အားစုတွေကိုဒါအရေးတည်ယူနေဒီလိုမျိုးဒါဖိတ်ခေါ်လိုက်တဲ့ဟာကဗောနော်အဲ့လိုကြားမှနေနေတဲ့သူတွေဒါမှမဟုတ်လေစစ်ကောင်စီကိုပူးပေါင်းမယ်ဆိုပြီးတော့ကြံရွယ်နေတဲ့သူတွေအနေနဲ့တုံဆိုင်သွားစီမဲ့အရာတခုလည်းဖြစ်စေလိမ့်မယ်ဟာအဲ့ဒါဆိုရင် ငါတို့ထောက်ခံမယ်ဆိုပြီးတော့ရည်ရွယ်ထားတဲ့မင်းအောင်လိုင်ကဘာဖြစ်မှာလဲတော့အဲအမေအောင်လိုင်ကိုဒီလိုမျိုးဒါအာဆီယံ၅တောင်မှဒါအတိမတ်မပြုတ်ဘူးဒါပေမဲ့ငါတို့တွေဒါကန်ထားတယ်ပေါ့နော်ဒါဒီဘက်ကအင်အားစုတွေကိုကြတော့အတိမတ်ပြုတ်လဲဆိုရင်ဘာတွေဖြစ်လာမလဲဆိုတော့အတွေးတွေနဲ့လည်းဒါလေတံတွေပြောင်းလဲလာနိုင်တယ်ရှိတယ်နောက်တစ်ခုကလက်နက်ကင်တွေအဖွဲ့တွေပေါ့နော်အဲအခုဆိုရင်ဒါလောလောလတ်လတ်ဖြစ်သွားတာရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီအာနာသိန်းကာလာတလျှောက်လုံးစစ်ကောင်စီနဲ့အတူတူရက်တည်ပြီးတော့ပေါ့နော်ဒါပီတဲ့တွေကိုဒါဓမြတွေဖြစ်လာလိမ့်မယ်ဆိုပြီးတော့ပြောခဲ့ဘူးပင်မဲ့ပေါ့နော် ဒီ NCA ဆယ်နှစ်ပြည့်အခမ်းအနားကိုမတက်ခဲ့တဲ့ RCSS လို့မျိုးဒါအဖွဲ့တွေလည်းရှိတယ်ဒါပေမဲ့ဘသူပဲတည်တည်ငတိမာရင်ပြီးရောဆိုပြီးတော့ဒါမရောက်နိုင်ကပါတော့ဒါ ASEAN ဥက္ကဋ္ဌဒါအန်နဝါ Ibrahim ရဲ့ဒါစီစဉ်ကိုလက်ခံပါလားဆိုတဲ့အချက် ကလည်းဒါစဉ်းစားဖို့ရှိတယ်ပေါ့နော်ဒါဆိုတာကဒီပုံသဘောတူညီချက်၅ရက်ရှိတယ်အဲ့ဒါကိုအားလုံးသဘောတူညီထားတယ်ဆိုပေမဲ့လည်းမြန်လိုင်းကလိုက်နာအကောင့်ထဲပေါ်တာမရှိဘူးဒါပေမဲ့သူ့ကိုခုလိုမျိုးဖယ်ကျင်ပြီးတော့တစ်ဖက်အဖွဲ့စည်းတွေကိုဒီလိုမျိုးဖိတ်ခေါ်လိုက်တဲ့ဟာကြောင့်မလို့သူပြန်ပြီးတော့ လက်ခံလာနိုင်လားဒီအချက်တွေကိုအကောင့်တွေဖော်နိုင်လားဆိုတဲ့ဟာကလည်းကျွန်တော်စဉ်းစားချက်ဖြစ်တယ်ပေါ့နော်အဲ့တော့အစီအစဉ်ကိုလက်ခံလိုက်ရင်စပြီးတော့လုပ်ပေးရမှာကမေစုနဲ့တမရာကြီးအပါဝင်ဒါတို့တွေမတရားဖန်ဆီးထားတယ်ပေါ့နော်ဒါ NLD အကြီးပိုင်းဒါထိပ်ပိုင်းခေါင်းဆောင်တွေအဲနိုင်ငံရေးကျင်းသားတွေဒါတွေကိုပြန်ပြီးတော့မဖြစ်မနေသူကလွတ်ပေးရမှာဘာလို့လဲဆိုတော့ဒီရွေးကောက်ပွဲကအားလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲဖြစ်မှာတရားမျှတမှုရှိမှာအဲ့လိုမျိုးဖြစ်တဲ့အတွက်သူအရင်ဆုံးလုပ်ပေးရမှာအဲ့ဒါ အဲ့ဒီလိုမျိုးလူတွေကဒါရွေးကောက်ပွဲမတိုင်ခင်မှာဒါစစ်ကောင်စီကလှုပ်ပေးလိုက်ရမယ်ဆိုရင်စစ်ကောင်စီမျှော်လင့်ထားတဲ့ရွေးကောက်ပွဲရလည်းဘလို့မှမထွက်တော့ဘူးသိကြတယ်။အဲ့လိုမထွက်စေချင်လို့ကိုပဲ तू မရှုံးချင်လို့ပါဗျာ။အဲ့လိုမျိုးဒါလှုပ်ပေးလိုက် तू ရှုံးမှာ။ तू မရှုံးစေချင်လို့ကိုပဲ तू ကဒီအဖွဲ့တွေကိုဖမ်းဆီးထားတာမတရားဒါအချင်းချထားတာပေါ့နော်။ဒါအမေစုသမရာကြီးအကုံမဲ့ပေါ့နော်။ဒါနိုင်ငံရေးနဲ့ပတ်သက်တဲ့ဒါအချင်းသားတွေအများကြီးရှိတယ်။အဲ့လိုအဖွဲ့တွေကို तू ကိုရှင်နိုင်ပါလေဆိုတဲ့သူတွေအကုန်လုံးကို तू ကအဲ့လိုမျိုးအချင်းချထားတာ။အဲဒီအဖွဲ့တွေကပြန်လှုပ်ပေးလိုက်ကြည့်။မင်းအွန်လိုင်းကိုပဲမဲထဲတော့မလဲ။ ဒီလိုမျိုးတီးလို့ကိုပဲမရောလည်းကဒါမျိုးအချင်းချထားအကျဉ်းချထားတော့ဒီဘွဲတွေလွတ်ပြရမယ်ဆိုရင်သူလုံးဝရှုံးနေသွားမှာရှုံးနေသွားမှာဖြစ်တဲ့အတွက်ဒီဘုံသဘောတူညီချက်ထဲမှာပါတဲ့ဒီဟာတွေလွတ်ပြရမယ်ဆိုတဲ့ဟာကလည်းမင်းအောင်လိုင်းလိုက်လုတ်ပါမလားဆိုတဲ့ဟာကတန်တရားဖြစ်စရာရှိတယ်။တန်တရားဖြစ်စရာကိုမရှိပါဘူးဒီကောင်လွတ်ပြမှာမဟုတ်ဘူးလို့ပဲဒါကျွန်တော်ကယူဆတယ်။ဒါအပြင်ကိုပဲပေါ့နော်ဒါငလျင်လှုပ်ပြီးဒါလပိုင်းအကြမှာမင်းအောင်လိုင်းဘန်ကောက်ကိုသွားတယ်။အဲ့ဒီမှာလည်းဒါမလေးရှားဝန်ကြီးချုပ်လာတယ်။အဲ့ဒီမှာလည်းသူတို့တွေ့တယ် တွေ့တဲ့အချိန်မှာလည်းဒါမလေးရှားဝန်ကြီးချုပ်ကမေအောင်လိုင်ကိုဒါခုနအချက်တွေကိုပဲပြောတယ်အဓိကတော့ဒီပုံသဘောတူညီချက်၅ရက်ထဲမှာပါတဲ့ဟာတွေကိုလိုက်နာအကောင့်ထဲပို့ဖို့အတွက်ကိုသူပြောတယ်ပေါ့နော်အပြစ်ခတ်ရက်စဲဖို့ကိစ္စတွေပြောတယ်ဒါရက်သားပြည်သူတွေကိုဘုံကျဲနေတဲ့ကိစ္စမျိုးတွေရက်တန့်မှုတွေပြောတယ်ပေါ့နော်ဒီ၅ချက်တဲကဟာတွေပဲပြောတယ်ဒါမဲ့မေအောင်လိုင်လိုက်နာလားဆိုတော့မလိုက်နာဘူးပြောရရင်ဗျာဒီအစည်းအဝေးလိုနေရာမျိုးမှာတင်ပြောတာမဟုတ်ဘဲနဲ့တခြားဘယ်နေရာမှာပဲတွေ့တွေ့တွေ့တဲ့နေရာတိုင်းမှာမေအောင်လိုင်ကိုဒီဟာနဲ့ပတ်သက်လို့လိုက်နာဖို့ပြောခဲ့တယ်ဒါမဲ့မေအောင်လိုင်အခုချိန်ထိ မလိုက်နိုင်ခဲ့ဘူးပေါ့နော်နောက်တစ်ခုကမလေးရှားအထိကိုဒါထိုင်းနိုင်ငံသားတွေနဲ့ဒါအတိုက်ခံအင်အားစုတွေအားလုံးကိုခေါ်မယ်ဆိုရင်ပြည်တွင်းကတိုင်းရင်းသားအင်အားစုတွေကိုရောနိုင်ငံရေးအစုအဖွဲ့တွေကိုရောမြောက်လိုင်းကဆေလွတ်ပေးရမှာပေါ့နော်ဒီလိုဆေလွတ်ပေးရမယ်ဆိုတာကိုမြောက်လိုင်းဘက်ကပေါ့နော်လိုက်ရောပေးဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်မလွယ်ကူဘူးလို့ပဲဒါယူဆရတယ်ဘာလို့လဲဆိုတော့သူထုတ်ပေးရမယ့်သူတွေရှိတယ်အဲအဲအဲဥစ္စာတွေကိုသူဘယ်တော့မှထုတ်ပေးခြင်းမှာမဟုတ်ဘူးထုတ်ပေးမှလည်းမဟုတ်ဘူးဒီလိုမျိုးမဖြစ်ခြင်းလို့ကိုပဲသူကဒီတိုင်းစီစဉ်ထားတာပေါ့နော်အဲ့တော့ မလေးရှားဝင်ရေးချုပ်ကတော့ဒါမြမအရေးကိုဖြည့်ရှင်းနိုင်မှုမြမကိုယ်တိုင်ဥဆောင်ရမှာဖြစ်ကြောင်းရွေးကောက်ပွဲကိုလေးလာစောင့်ကြည့်သူတွေစေလွှတ်ဖို့စစ်တပ်ရဲ့ဖိတ်ခေါ်ချက်ကိုအာဆီယံကစဉ်းစားနေသေးတာဖြစ်ကြောင်းဒါမျိုးတွေကအစပြောသွားတယ်ပေါ့နော်အဲ့တော့တွေးဆောင်ဆွေးနွေးမှုတွေဆက်လုပ်ဖို့နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဆက်ပေးနိုင်ဖို့ကျွန်တော်တို့တိုက်တွန်းပါတယ်ပြီးတော့ဒါမြမနိုင်ငံရေးကိုဒါမြမနိုင်ငံသားတွေကိုယ်တိုင်ကဥဆောင်ပြီးတော့ပေါ့နော်လှုပ်ဆောင်ရမှာဖြစ်တယ်ဆိုတဲ့ကြောင်းသူပြောသွားတာရှိတယ်ဒါပေမဲ့လည်းဒါမြောက်လိုင်းကဒါအာနာသိမ့်ပြီးကြတဲ့ကပေါ့နော်အာနာသိမ့်ကာလတစ်လျှောက်လုံးမြောက်လိုင်းက ီသဘောတူညီချက်9ရက်ကိုအကောင့်ထည့်ဖို့ဖို့ပြက်ကွက်နေတယ်အခုထိလည်းလိုက်နာတာမတွေ့ရဘူးပေါ့နော်ဒါကြောင့်မလို့လေဒါမြန်မာစစ်ကောင်းဆောင်တွေပေါ့နော်မင်းအောင်လှိုင်အပါဝင်မြန်မာစစ်ကောင်းဆောင်တွေကိုအာဆီယံထိပ်သီးအစည်းအဝေးအပြင်ဒါဆက်ဆက်တဲ့အစည်းအဝေးတွေကိုပါဒါတက်ရောက်ခွင့်ပိတ်ပလိုက်တယ်ပေါ့နော်အဲအဲ့လိုမျိုးပုံစံမျိုးပဲဒါကန့်တပ်ပလိုက်တာရှိတယ်အကျညာချက်တွေထုတ်ပလိုက်တယ်ဒါဆက်လက်ပိတ်ပင်လိုက်တယ်ပြီးရင်ဒါအာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးကဆုံးဖြတ်ချက်ထုတ်ပြန်ခဲ့တာတွေတွေ့ရတယ်ပေါ့ဗျအဲ့တော့အာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးရဲ့ဒါကျညာချက်မှာရွေးကောက်ပွဲမကျင်းပမီ နိုင်ငံရေးအကြက်တဲကိုဖြည့်ရှင်းဖို့ဘုံသဘောတူညီချက်9ရပ်ကိုအကောင့်ထဲပို့ပြီးတော့အကြမ်းဖက်မှုများကိုရပ်တန့်အမှဖြစ်ကြောင်းထုတ်ပြန်ကြေညာတာတွေတွေ့ရတယ်။ဒါဟာလည်းတကယ်အမှန်တရားပဲပေါ့နော်။မင်းအွန်လိုင်းကလက်ရှိမှာဒီအကြမ်းဖက်မှုလုပ်ရက်တွေကိုလည်းလုံးဝရပ်တန့်ခြင်းမရှိဘူး။အဲပြီးရင်နိုင်ငံမတည်ငြိမ်မဲနဲ့ဒါပြုလုပ်မဲ့ရွေးကောက်ပွဲပြီးရင်ဒါဒီမိုကရေစီနှိကျရွေးကောက်တင်ပြောင်းထားတဲ့ဒီခေါင်းဆောင်တွေပေါ့နော်။ဒါခေါင်းဆောင်တွေကိုမလွတ်ပေးဘဲနဲ့ဒီခေါင်းဆောင်တွေမပါဝင်ဘဲနဲ့ပြုလုပ်မဲ့ရွေးကောက်ပွဲကဒါတရားမျှတမှုမရှိဘူးဆိုပြီးတော့ဒါပြောလိုက်တာ ਨੇ အတူတူပဲ။ ဒါဟာလည်းဒါမင်းအွန်လိုင်းကိုမထောက်ခံဘူးမင်းရဲ့ရွေးကောက်ပွဲကိုလည်းမထောက်ခံဘူးမင်းရဲ့ရွေးကောက်ပွဲကလည်းတရားမျှတမှုမရှိဘူးဆိုပြီးတော့ပြောလိုက်တဲ့အာပြောဆိုချက်ပဲဖြစ်တယ်ဗောနော်ဒါကြောင့်မလို့လေလက်ရှိအချိန်ဒီမှာစစ်ကောင်စီကရွေးကောက်ပွဲကိုကျင်းပကပါကဗောနော်ဒါမတိမငြိမ်မှုတွေပို့ပြီးတော့ဆိုးရွားလာမှာဖြစ်သလိုဖဲချင်းခံရမှုတွေလည်းပို့ပြီးတော့များလာမှာဖြစ်တဲ့အကြောင်းမလေးရှားနိုင်ငံကွာလာလမ်ပူမှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာ ူလာသမကအတွင်းရေးမှုချုပ်ဒါအန်တိုနီဂူတာရက်စ်ကပြောလိုက်တယ်ပေါ့နော်ဒါပြင်ဒါပဏိပက္ခတွေကိုရက်တန့်ရန်ပြီးတော့ဒါအရက်သားများကိုကာကွယ်ရန်နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝင်ရောက်ခွင့်များအတားအဆီးမရှိခွင့်ပြုဖို့ဒါအဖွဲ့တွေကိုတိုက်တွန်းခဲ့တယ်ဆိုပေမဲ့ ဒါမြန်မာနိုင်ငံမှာတော့ဒါရသပြည်သူတွေနေစဉ်နဲ့မြဘုံကျဲတိုက်ခိုက်တာတွေခံနေရတယ်။နေစဉ်နဲ့မြပေါ့နော်စစ်ကောင်စီရဲ့ဒါလက်နက်ကြီးပစ်ခတ်မှုတွေဘုံကျဲတိုက်ခိုက်မှုတွေအာအခုဆိုရင်ပါရာမိုတာတွေဂျိုင်ရိုကော်ပရာတွေ drone တွေပေါ့နော်ဒါတွေနဲ့ကအစတိုက်ခိုက်ပစ်ခတ်တာတွေကြောင့်မလို့နေစဉ်နဲ့မြတည်ဆုံနေကြတဲ့ဒါရသပြည်သူတွေအများကြီးရှိပါတယ်ကလေးတငယ်တွေအများကြီးရှိနေတော့မယ်ပေါ့နော်အဲ့တော့ဒါကိုကြည့်ချင်းအဖြစ်လဲဒါမင်းအွန်လိုင်းကဘသူကမှငြူးမဆိုင်ဘူးသူလှုပ်ချင်ရလှုပ်မယ်ဆိုတဲ့သဘောမျိုးကိုတော့ အခုချိန်ထိမြင်တွေ့နေရတုံးပဲပေါ့နော်အဲ့တော့ကျွန်တော်နိုင်ငံကလည်းတော်တော်လေးကိုဒုက္ခရောက်နေတဲ့အနေထားပြည်သူတွေအယံကိုခက်ခဲကြက်တဲကြတယ်ဒါမင်းအွန်လိုင်းအယူထားပြီးတော့လှုပ်လိုက်တဲ့ဟာအပြင်ကမှဒီကာလတစ်လျှောက်လုံးမှာပြည်သူကိုဖိနှိပ်ရက်ဆက်ဖို့တွေကြီးပဲဇက်တိုက်လှုပ်ဆောင်လာခဲ့တဲ့အတွက်ကျွန်တော်ပြည်သူတွေအယံဒုက္ခရောက်ကြတယ်အခုဆိုနိုင်ငံရဲ့အနာဂတ်တွေဖြစ်တဲ့လူငယ်တွေဒါလမ်းတွေပြောင်းနေကြတယ်သူတို့ရဲ့ရှင်မန်းချက်တွေအိမ်မက်တွေပျောက်ဆုံးနေကြတယ်သူတို့တွေအခုဆိုရင်ဒါတိတ်လန်းကိုပို့ဆောင်ခံနေရတယ် တို့ရဲ့မိဘတွေဘလောက်တောင်ရင်ကျုံးမလဲအခုဒီပါစဆိုတဲ့ဟာမျိုးတွေပေါ့နော်စုမှုမထမ်းမနေရဥပဒေနဲ့အတင်းပေါ်တာဆွဲတာတွေဖမ်းဆီးတာတွေကြောင့်မလို့ဒီပါစတွေအများကြီးပဲဒါလူငယ်တွေစစ်တပ်ထဲကိုရောက်တယ်ပြီးတာနဲ့ရှေ့တန်းစစ်မျက်နှာတွေပို့ခံရတယ်ပို့ခံရတဲ့အခါမှာကျွန်တော်တက်ဖွဲ့နဲ့တိုက်ပွဲဖြစ်တော့ဘာမှအတွေ့အကြုံမရှိတဲ့အခါကျတော့အသေးဆုံးနေအများကြီးပဲဖြစ်နေကြတယ်သူအင်အားလိုတိုင်းဒီလူငယ်တွေကိုအတုံးချနေတာဒီလူငယ်တွေရဲ့အသက်ကိုချနေနေတာသူအာနာဆက်ပြီးတော့တည်မြဲနိုင်ဖို့အတွက်သူစစ်မရှုံးရေးအတွက်ဒီနိုင်ငံရဲ့အနာဂတ်တွေကိုသူချနေနေတာပေါ့နော် အဲဒါကြောင့်မလို့ဒါဒီအာကအရန်ကိုရိုက်ခတ်တယ်ဗျာဆိုကျွန်တော်သူရဲ့သားသမီးကိုဒီလိုတေလန်းကိုပို့ရပြီဆိုတာနဲ့မိဘတွေကလည်းဘယ်တော့မှကြည်ကိုရမလဲအခုဆိုရင်ချို့မိဘတွေကဗျာသူတို့သားသမီးဘယ်ရောက်နေတယ်လဲမသိကြဘူးပါစားရဲပါသွားရဲပေါ်တာဆွဲခံလိုက်ရတယ်အဆက်အသွယ်ရတဲ့အချိန်မှာစစ်သားလုတ်ခိုင်းနေပြီအဲဒါမှမဟုတ်အဲ့ဒီကနေပြီးတော့ထွက်ပြေးဖို့အတွက်အခွင့်အရေးတွေမရဘဲနဲ့ပေါ့နော်ဒါဒေါ်လာရင်းတက်ဖွဲ့တွေစီမှာအဖမ်းခံရတာရှိတယ်တေဆုံသွားတာရှိတယ်တချို့ဆိုတေဆုံသွားတဲ့အကြောင်းကိုကာလအတော်ကြာသည်အထိမသိရသေးတယ်မိပါရှိတယ် အော်ဒီသားသမီးတွေပေါ့နော်သူတို့ရဲ့သားသမီးတွေသူတို့ရဲ့ယတနာတွေဒီလိုမျိုးပုံစံမျိုးတွေနဲ့အသက်တွေဆုံးမနေရတာသူတို့ဘလောက်တောင်မှခြေခွဲဝမ်းနေရမှာလဲပြီးရင်နောက်တစ်ခုအဲ့လိုမျိုးမပါကျင်ဘူးဆိုရင်ငွေကြေးကောက်ခံတာတွေလုပ်တယ်ဗျာဒီပြည်သူစစ်မှုထမ်းဥပဒေဘာညာဆိုပြီးသူတို့အကြောင်းပြပြီးတော့ပေါ်တာဆွဲတာတွေလုပ်တယ်မဲနိုင်ခိုင်းတာတွေလုပ်တယ်အဲ့လိုမျိုးမှနာမည်စင်းပါသွားတာနဲ့ပတ်စံပေးရရှိတယ်နောက်ဆုံးဒီနာမည်စင်းမပါဘူးဆိုရင်တော့မှပဲလစဉ်ကြေးပုံစံမျိုးနဲ့ပတ်စံပေးသွင်းခိုင်းနေတာတွေရှိတယ်အဲ့ဒါတွေကအခုလိုမျိုးဒါအချက်တဲကာလမှာလူလူကဘယ်လောက်ထိတောင်းခံနေရအောင်ပါ လူလူကတနာဖို့ကောင်းတယ်ဆိုတာဒီအခက်ခဲတွေကိုမရောက်လံဂယုမဆိုင်ပြည်သူတွေနေစင်တဲ့မြောက်ကုံစည်းလုံးတွေတက်လာတယ်ဒုက္ခတွေရောက်တယ်တရက်တရက်စားဖို့တောက်ဖို့ကစပါတော့နော်ဟာအုံတော့မရှိတဲ့ကောင်ကဘာပြောလဲဆိုတော့ဒါကြက်ဥလုံး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 စားဖို့အတွက်ကိုကြက်တွေတိုးမွေးခိုင်းတဲ့အဆင့်မျိုးပဲရှိတယ်ပေါ့နော်လူတို့ကဘယ်လိုမျိုးပုံစံမျိုးနဲ့တက်တာချောင်းစီလှုပ်လို့ရမလဲဆိုတဲ့ပုံစံမျိုးသူ့မှာမရှိဘူး ဒီကောင်အဲ့လိုကောင်မျိုးအဲ့လိုပုံစံမျိုးနဲ့ကိုပဲသူကနိုင်ငံကိုအုပ်ချုပ်ချင်နေသေးတာဘလောက်တော့မှအရေးချင်းမဲ့တယ်လဲဆိုတော့ဗောနော်အဲ့တော့ဒါနေစင်နဲ့မြဒီစုဆောင်ခံနေရတဲ့ဒါမိသားစုတွေအများကြီးရှိတယ်ဒုက္ခတွေရောက်နေတယ်ဗောနော်အဲ့တော့ဒီပေါ်တာဆွဲတာတွေအတင်းအကျပ်စုဆောင်ခံရတာတွေရိုက်နှက်ဖမ်းဆီးခံရမှာတွေကြောက်လို့ဆိုပြီးတော့ပြပကိုတင်းရှောင်နေရတဲ့လူငယ်တွေအများကြီးရှိတယ်ဒီမိသားစုတွေအများကြီးရှိတယ်ဗောနော်ကိုမိသားစုနဲ့ကိုဘယ်သူမှမခွဲချင်ကြဘူးဗျာဒါပေမဲ့ဒါပြည်တွင်းမှာလည်းအလုံးလောက်ကင်မှုအတွက်ကတော်တော်လေးခက်ခဲလာတဲ့အနေအထား ်အပြီးတော့ကြတော့ဒီခုနလိုမျိုးပေါ့နော်နေလာညလာမသိဘူးလာပြီးပေါ်တာဆွဲမှာကြောက်နေရတဲ့နေသားအကြောင်းမလို့ကိုယ့်ရဲ့သားသမီးကိုမခွဲချင်မဲနဲ့ပြပလိုနိုင်ငံမျိုးကိုမျက်နှာငငယ်နဲ့ပို့ပြီးတော့ဒါရှောင်ခိုင်းနေရတဲ့ပြည်သူတွေကလည်းအများကြီးလူငယ်တွေအများကြီးနေတိုင်းနေတိုင်းမှာပြပနိုင်ငံတွေကိုထွက်ပြီးတော့အိန္ဒိယနိုင်ငံတွေကိုထွက်ပြီးတော့ရှောင်တိန်နေရတာရှိတယ်ဒါတော့မှပဲမင်းအောင်လည်းဘာပြောလဲဆိုတော့လူဦးရေတကောင်ချင်းအစီအင်္ဂါစာထုတ်ပြန်ပွဲမှာလူငယ်တွေပြပကိုရွှေ့ပြောင်းသွားလာမှုမြင်မာနေတော့လေတဲ့ပြည်တွင်းမှာလည်းလူငယ်လူရွယ်တွေများပြားနေစေဖြစ်ကြောင်းသူကပြောလိုက်သေးတယ်ပြောသေးတာအဲ့လိုမျိုးပေါ့နော် ဘလောက်ပဲထွက်ထွက်ပေါ့နော်ပြည်တွင်းမှာလူငယ်တွေအများကြီးရှိသေးတယ်ဆိုပြီးတော့ပြောကြလိုက်တာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒါတစ်ချိန်ကမွေးနှုတ်မြင့်ပါခဲ့တဲ့အကျိုးဆက်တွေကြောင့်မလို့အလုံးလုံးနိုင်တဲ့ဒါလူငယ်လူရွယ်ဥယေတွေကလည်းအခုချိန်ထိများပြားနေစေဖြစ်ကြောင်းသူကပြောခဲ့တာအဲ့ဒါဆိုတော့ तू လူသစ်စုဖို့အများကြီးရှိသေးတယ်ဆိုပြီးတော့များ तू ကဝမ်းသာနေတာမပြောတတ်ဘူးတကယ်ဒီကောင်အဲ့လိုတွင်းတွင်းနေမှာပေါ့နော်အဲ့တော့ဒီစစ်မှုဗန်ထမ်းမနေရဥရေဆိုရင်လည်းဒါမဖြစ်တဲ့နဲ့ဟာကြီးလုံးဝကိုဒါမလုံးတဲ့နဲ့ဟာကြီးပေါ့နော်ဒါဆန္ဒမရှိဘဲနဲ့အတင်းကျပ်ခေါ်ခံရတာတိုင်းပြည်အတွက်လည်းမဟုတ်ဘူးပြည်သူအတွက်လည်းမဟုတ်ဘူးမင်းအောင်လိုက်အတွက်သူ့အတွက်ပဲလုပ်တာ အဲ့လိုမျိုးဟာကလုံးဝမဖြစ်သင့်ဘူးဆိုတဲ့ဟာလည်းသူသိတယ်ဒါပေမဲ့လည်းတိတိနဲ့လောက်တာဆိုတော့အခုဆိုရင်လစဉ်လတိုင်းပေါ့နော်သူလူသစ်ကိုဒါ9000အရောက်ရေ9000နှုန်းပုံစံမျိုးနဲ့သူစုဆောင်းနေတာအပတ်စဉ်18ထိရောက်လာဒီအပတ်စဉ်18ထိရောက်လာတဲ့အပြင်ကမှဓာတ်ထက်ပြီးတော့သူကသင်တန်းကျောင်းတွေတိုးပြီးတော့ဖွင့်နေတာလည်းရှိတယ်အပြောကြတော့ဒီလူငယ်လေးပေါ့နော်ဒါပါစာဖြစ်သွားဖြစ်သွားပြီးတော့2နှစ်ဆိုတာ2နှစ်ပေါ့အဲ့လိုမျိုးသူတို့တွေဒါဂရီကူပုံစံမျိုးတွေနဲ့လောက်ကြတယ်ဒါပေမဲ့2နှစ်ပြည့်ကန်နေတဲ့အချိန်မှာကျတော့ဘာလုပ်လဲ ဒီလူငယ်တွေကပြန်ပြီးတော့ထွက်သွားပြီဆိုတဲ့ခါကျရင်သူတို့အင်အားယော့မှာဆိုလို့ဒီလူငယ်တွေကိုယာရုတွေထပ်တိုးပေးတယ်အဲဒုတက်ချက်လို့အဆင့်မျိုးတွေကစားတိုးပေးတယ်အတိုးပေးပြီးတာနဲ့သူကဒီအင်အားတွေကိုဆက်ပြီးတော့ထိန်းထားဖို့အတွက်မလုံးတွေကစားပေးလာနေပြီဆိုတော့တော်တော်ကိုရွေးဥမှာမှာမရိုင်းတဲ့ပုံစံမျိုးတွေသူလုံနေတာပေါ့ဗျာအဲ့တော့ဒီအလုပ်တွေကမလုံတင်ဘူးဆိုတာမှန်လဲသူသိတယ်အခုဆိုရင်ဒါပါစာတွေရှေ့ထဲမှာတီးလိုက်ကြတာတော့တော့လဲအများကြီးပဲကျွန်တော်ဟိုနေ့ကပါစာတွေနဲ့သွားတွေ့ပြတယ်ပေါ့နော်သွားတွေ့ပြတဲ့အချိန်မှာ သူတို့တွေပြောပြချက်အရဆိုရင်တကယ်ကိုယွန်စရာကောင်းလောက်တဲ့ပုံစံမျိုးတွေမြင်ခဲ့ကြားခဲ့ရတယ်ပေါ့နော်။ဒါအခုလက်ရှိလူငယ်တွေအနေနဲ့ပေါ့နော်သတိထားဖို့အတွက်ကိုကျွန်တော်ပြောပြတာပါ။ကိုယ်တိုင်ကြုံခဲ့ရတဲ့ပါစတွေရဲ့ပြောပြချက်အရဆိုရင်ဒီပါစတွေကိုလူသိစုလိုက်ပြီဆိုတာနဲ့ပေါ်တာဆွဲတာသူတို့တွေအကုန်လုံးပေါ်တာဆွဲခံရတာ။ပေါ်တာဆွဲခံရတဲ့အချိန်မှာအကုန်လုံးကတော့အခွင့်အရေးထွက်ပြေးမယ်ဆိုပြီးတော့ပဲသူတို့တွေးခဲ့ကြတာပဲ။တကယ်အဲ့လိုတွေးကြ။ဘာဖြစ်လို့လဲဆိုသူတို့လုံးဝဒီထဲကိုမလိုက်နိုင်ဘူး။လိုက်လည်းမလိုက်ချင်ဘူး။ဘာမှဆန္ဒလည်းမရှိဘူးပေါ့နော်။အဲ့လိုပုံစံမျိုးဖြစ်ပေမဲ့သူတို့မှာငဲ့ညာရတဲ့ကိစ္စတွေရှိတယ်။မိသားစုကိစ္စတွေအများကြီးပဲရှိနေမယ်ဗျာ။ အဲ့ဒါကြောင့်မလို့တို့တွေမရှောင်တိန်နိုင်ခဲ့ဘူးရှောင်တိန်မှုအခက်အခဲရှိတာရှိတယ်မပြည့်စုံတာရှိတယ်ဒါကြောင့်မလို့တို့ပေါ်တာဆွဲခံဆွဲခံရတဲ့အချိန်မှာတို့ကစဉ်းစားထားတာကငါတို့ခွင့်ရရတယ်နဲ့ထွက်ပြေးဒါပေမဲ့ဘလောက်ထိပိတ်ပင်ထားတယ်လဲဘလောက်ထိတို့ကိုထိမ့်ချုပ်ထားတယ်လဲဆိုတော့တို့ရဲ့ဘားတိုက်ရရှိတယ်အဲ့ဘားတိုက်ထဲမှာအကုန်လုံးထည့်ထားတယ်တင်တဲ့ကာလမပြီးမရှိအဲ့လိုထည့်ထားထဲထားပြီးရင်အဲ့ brain box တွေတကားပေါက်တွေအကုန်လုံးကိုပိတ်ထားတယ်အသေးပိတ်ထားတယ်ပြီးတာနဲ့တို့ဒါအပေါ်လေးအဆုံမှုကအစပေါ့နော်တို့ရဲ့ခြေရင်းမှာပုံးနေချတာပြီးတာ အပြင်ထွက်ခွဲမပေးဘူးအိုက်ထဲမှာနေမယ်ဒီဟာကိုလောက်ရတယ်ပေါ့နော်အဲ့တော့ကျမ်းမာရေးရှုတော့ငါပဲကြည့်ကြည့်ဒါခုနလိုပေါ့နော်လွတ်လပ်မှုရပဲကြည့်ကြည့်အခွင့်အရေးရပဲကြည့်ကြည့်ဘယ်ဟာမှမရှိဘူးတတော်ကိုမှန်းအရင်လှုပ်ထားလားအဲ့ဥစ္စာကိုအလှဲ့ကြနဲ့ပြန်ပြီးတော့နောက်နေ့ကြရင်တော့အဲ့ဟာကိုပါမယ်ဗျလူအများကြီးဗျဘားတိုက်ထဲမှာဗျအယောက်၄၅60ပေါ့နော်အဲ့တော့ဒီအနက်အသက် တွေအာတအားယုတ်ပါလေဗျာကျွန်တော်ပြောချင်တာဒီအနက်အသက်တွေနဲ့ဒီလူတွေကဘယ်လိုလုပ်ကျမ်းမာရေးကောင်းအောင်လဲအပြင်းနဲ့ဒါချိုးကြတော့တွေးကြတယ်ပေါ့နော် ငါတို့ကကျမ်းမာရေးမကောင်းကျမ်းမာရေးမကောင်းတဲ့ခါကျတော့သူတို့တွေပြောထားတဲ့ကတ်သက်ချက်တွေထဲမှာငါတို့ကျမ်းမာရေးမကောင်းတဲ့လူတွေဆိုရင်ဒီစစ်မှုမထမ်းရဘူးဆိုပြီးတော့သူကပါတယ်ဆိုပြီးတော့နေကြတဲ့သူတွေလည်းရှိကြတယ်ရှိကြတော့အဲ့လိုမျိုးနဲ့ကျွန်တော်မေးပြခဲ့တယ်မေးပြတော့ကျတော့အထဲထဲမှာတဲ့ဒါအုံနောက်ဒါမပြည့်တဲ့သူမမှန်တဲ့သူပေါ့နော်ဒါချွတ်ရင်းတဲ့သူအချွင်းချက်ရှိတဲ့သူဒီလိုလူမျိုးတွေကဆက်ထည့်ပြီးတော့ဒါသူတို့စုဆောင်းတာတွေရှိတယ်အဲ့ချို့ဆိုရင်တည်ဆုံးသွားတာတွေရှိတယ်ပေါ့နော်ကျမ်းမာရေးမကောင်းဘူးဗျာမပြေးနိုင်ဘူးဗျာမပြေးနိုင်တဲ့အချိန်မှာဒါအတင်းကျပ်ပြေးခိုင်းတာမျိုးတွေလုပ်တယ် အဲ့လိုလောက်ခိုင်းတဲ့အချိန်မှာလုံးဝမရတော့လို့ပေါ့နော်။နောက်ဆုံးသူ့ကိုတွဲခေါ်လာတဲ့အချိန်မှာချက်ချင်းအသက်ပြောက်သွားတဲ့ဖြစ်စဉ်တွေကသာရှိခဲ့ဘူးလေ။အဲ့ဒါဘလောက်တောင်မှရုံမှာရက်ဆက်နေတယ်လဲဆိုတဲ့ဟာကိုသိစေချင်တာ။အဓိကတော့ဒီပါစဖြစ်သွားပြီဆိုတဲ့အခါကျရင်ခါကျရင်တွေးကြတာပေါ့နော်။အော်ပါစဖြစ်ရင်လည်းဖြစ်တော့ကွာဆိုတဲ့အတွေးတွေကိုဒီချိန်မှာဖျောက်စေချင်တယ်။မဖြစ်အောင်ပဲကြိုးစားကြစေချင်တယ်။ဘာလို့လဲဆိုတော့ဒါသူတို့တွေအခုထွက်ပြေးလွတ်မြောက်ခဲ့တယ်ဆိုပေမဲ့လေပေါ့နော်။တချို့ဘလောက်ထိဒုက္ခရောက်ခဲ့ကြတယ်လဲဆိုတာသူတို့ကိုယ်တိုင်အသိဆုံးပဲ။ အဲ့ကျသူတို့ကိုယ်တိုင်ပြောပြတဲ့ဒုက္ခဒုက္ခတွေကိုကျွန်တော်တို့ကနောက်လူတွေမဖြစ်အောင်လို့အခုလိုမျိုးပြန်ပြီးတော့ဝင်မြပေးတာဖြစ်တယ်အဲ့တော့တခုခုစဉ်းစားဆုံးဖြတ်တဲ့ခါကျရင်တေချာလေးခေါင်းရင်းထားပြီးတော့စဉ်းစားကြစီခြင်းနဲ့အခုချိန်မှာမင်းအောင်လည်းဘယ်လိုတွေလုပ်နေသလဲဒီလိုမျိုးတရင်းတွေကိုလည်းဒါလူငယ်တွေကိုစိတ်ဝင်စားစီခြင်းနဲ့ကိုနဲ့နီးဆက်ရာလူငယ်တွေကိုလည်းဒါမိဘပြည်သူအနေနဲ့ပြန်ပြီးတော့ဝင်မြပေးစီခြင်းနဲ့ပေါ့နော်အထဲထဲရောက်သွားပြီးဆိုတဲ့ခါကျရင်ဆက်ဆံခံရတဲ့ပုံစံကလုံးဝဗျာလူနဲ့တော့မတူတဲ့ပုံစံမျိုးတွေပေါ့နော်အပြီးတော့ကျတော့ဒါရှေ့တန်းတွေဘာတွေပို့ပြီးဆိုတဲ့ခါကျရင် point နေကြီးပဲသွားခိုင်းတာလေ ပွိုင်းနေကြီးပဲတွားခိုင်းပြီဆိုကနေကောတေလန်းကြီးပဲပို့တာပဲဟာတော်လိုင်းတပ်ဖွဲ့တွေနဲ့အရင်ဆုံးတွေ့ရမဲ့နေရာမျိုးတွေကိုလွတ်တာလွတ်တဲ့ဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကပျောက် जा စနစ်ကိုသုံးတာသုံးတော့ကြတော့အများတန်းမှာဒီစစ်ကောင်စီလာမဲ့လမ်းကြောင်းတွေကနေစောင့်ကြိုပြီးတော့ဒါကိမုံဝတ်ပြီးတော့တိုက်ခိုက်ကြတာတွေအများတန်းမှာလှုပ်ကြလှုပ်တော့ကြတော့ဖြစ်ပြီးဟေးဆိုရင်ဘာသာတွေအရင်ဆုံးတေတာပေါ့အဲ့လိုမျိုးပုံစံမျိုးတွေပဲတွေ့နေရတယ်ဒါဟိုနေ့ကဒါသူတို့ချင်းချင်းကြားလဲတော့မှပဲခွဲခြားမှုရှိတယ်ဆိုတော့ဒါဟိုနေ့ကကျွန်တော်ကိုဖိုင်းနဲ့ပြောရတဲ့အချိန်မှာလဲအဲ့လိုပဲရဲနဲ့စစ်သားတော့မတူဘူးဗျာ စစ်သားဆိုတဲ့ကောင်ကရဲကိုရှေ့မှာထားထားတယ်ဘန်ကာတွေမှာကကင်းတွေမှာထားထားတယ်သူတို့တွေအတိုက်ခံရပြီးသူတို့တေတေမှဒီစစ်သားတွေကထွက်ပြေးကြချက်ချင်းလန်ငင်းသူတို့စီကိုဒီတနက်ကြီးစံတွေမရောက်လာဖို့အတွက်ကိုသူကရှေ့မှာရဲဆိုတဲ့ကောင်တွေကိုခံထားသေးတယ်အဲ့ကြရဲနဲ့စစ်သားတော်မှာဒီလောက်ဖြစ်နေရင်ပါဆာဆိုပူဆိုးမှာပေါ့အဲ့ကြဒီပါဆာရဲ့အနေနဲ့လည်းအမြဲတမ်းလက်နက်ချအလင်းဝင်ဖို့အခွင့်အရေးကိုဆောင်ဆိုင်ပြီးတော့စူးစမ်းကြစီခြင်းနဲ့လူငယ်တွေအနေနဲ့လည်းဒါနေ့စဉ်နဲ့မြန်စစ်ကောင်စီတေလန်းပို့နေတဲ့ပါစတွေမဖြစ်ဖို့အတွက်ဒါရှောင်ညတင်းညာစီခြင်းနဲ့ပေါ့နော် အဲ့တော့ဒီကိစ္စတွေဆိုရင်လည်းဒါမလုပ်သင့်မှန်းမင်း online သိတယ်ဒါပေမဲ့လည်းဒီနေ့ဒီချိန်ဒီဇက်တိုက်စုဆောင်နေတော့မယ်9000 9000နဲ့စုလာတာအပတ်စဉ်18ထိရှိလာပြီသင်တန်းကျောင်းနေတော့မှထပ်ပြီးတော့တိုးမြင့်ပြီးတော့ဖွင့်လှစ်နေသေးတယ်ပေါ့နော်အဲ့တော့မင်း online ကတော့ဘာမှဂရုမစိုက်တဲ့ပုံစံမျိုးကိုတွေ့နေရတယ်အဲ့တော့ဒါကျွန်တော်အချုပ်အနေနဲ့ပြောမယ်ဆိုရင်မလေးရှားနိုင်ငံကွာလာလမ်းပူမှာတိုင်းရင်းသားများနဲ့ဒါအတိုက်ခံအင်အားစုတွေတွေ့ဆုံမဲ့ဟာကမလေးရှားဝန်ကြီးချုပ်ရဲ့ပြောဆိုမှုပေါ့နော်အဲ့ဥစ္စာက အာဆီယံကမင်းအောင်လိုင်ကိုသူလှုပ်ချင်တာလှုပ်ခွင့်မပေးဘူး။အဲလှုပ်ခွင့်မပြုဘူး။လှုပ်မယ်ဆိုရင်လည်းအတိမတ်မပြုဘူးပေါ့နော်။အဓိကတော့သူတို့သွားစီချင်တဲ့လမ်းကြောင်းဒီပုံသဘောတူညီချက်၅ရက်နဲ့ပေါ့နော်။သဘောတူထားတဲ့ဒီအချက်လက်တွေကိုလိုက်နာအကောင့်ထဲပို့ထားတဲ့လမ်းကြောင်းအတိုင်းပဲသူတို့ကသွားပါလို့ပြောလိုက်တာ ਨੇ အတူတူပဲ။ပြီးတော့မင်းအောင်လိုင်ရဲ့အတူရောက်ရွေးကောက်ပွဲကိုမထောက်ခံဘူး။အားလုံးပါဝင်လှုပ်ဆောင်နိုင်မဲ့ရွေးကောက်ပွဲကိုပဲအတိမတ်ပြုမယ်။ဒါကြောင့်မလို့လေရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကအစဆေလွတ်ဖို့အတွက်ဆိုင်းငံ့ထားတယ်ဆိုတဲ့ဟာမျိုးဒါထုတ်ပြန်လာတာဖြစ်တယ်။ ဲ့တော့စစ်ကောင်စီဘက်ကလည်းဘာပြန်လုပ်မလဲဆိုတော့ဘာပြောပြောကယူဆိုင်မှာမဟုတ်ဘူးပေါ့နော်ကယူမဆိုင်တဲ့ပုံစံမျိုးတောက်လျှောက်လုပ်နေတာဖြစ်လို့ဒါရွေးကောက်ပွဲမကတိုင်ခင်ဒါတိုင်းရင်းသားအတိုက်ခံအင်အားစုတွေကိုလည်းမလေးရှားနိုင်ငံကိုဖိတ်ခေါ်မဲ့အစီအစဉ်တွေကိုလည်းသူဆက်ပြီးတော့မျက်ကွယ်ပြုထားနိုင်ခြင်းရှိတယ်ဒါအပြင်သူစင်စင်ထားတဲ့ရွေးကောက်ပွဲကိုလည်းဒါမဖြစ်ဖြစ်အောင်လုပ်ပြီးတော့ဒါအစိုးရတည့်ရဲ့ပေါ်ထွက်ဖို့အတွက်သူစူးစမ်းလိုက်မယ်ပြီးတာနဲ့ရွေးကောက်ခန့်အစိုးရဆိုတဲ့ပုံစံမျိုးနဲ့ဒီအာဆီယံရဲ့အတိမတ်ပြုမှုဒါအာဆီယံကလက်ခံလာအောင်သူစူးစမ်းမယ်လို့လည်းဒါယူဆလို့ရတယ်ပေါ့နော်အဲ့တော့အာဆီယံရဲ့တောင်းဆိုချက်တွေကိုလည်းလက်ရောဖို့ထက် သူ့ရဲ့လမ်းကြောင်းအတိုင်းသူခေါင်းမာမာနဲ့ပဲသူဆက်သွားမယ်လို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ရွေးကောက်ပွဲမတိုင်ခင်အမေစုနဲ့တမန်တော်ဦးဝင်းမြင့်အပါဝင်အခြားမတရားညှိမဲ့နှိပ်စက်ပြီးတော့ဖမ်းထားတယ်ပေါ့နော်ဒါထိပ်ပိုင်းကောင်းဆောင်တွေကိုပြန်ပြီးတော့ဒါမဖြစ်မနေလွှတ်ပေးလိုက်မယ်ဆိုရင်လည်းသူအနိုင်ရမယ့်ရွေးကောက်ပွဲကိုသူဘလုံးမှမကျင်းပနိုင်တော့ဘူးဆိုတာကိုလည်းမယောင်လိုက်သိတယ်ပေါ့နော်ဒါကြောင့်မလို့ဒါအမေစုတို့ဒါတမန်တော်ကြီးတို့ပြီးရင်အခြားကောင်းဆောင်တွေပေါ့နော်အကြီးပိုင်းတွေမတရားဖမ်းဆီးခံရတဲ့နိုင်ငံရေးကျင်းသားတွေ လွတ်လာနိုင်မလားဆိုတဲ့မျှော်လင့်ချက်ကလည်းတိတ်တော့လေမရေရာပြန်မှုပေါ့နော်။ဒါကြောင့်ဒါဘဲအဖွဲ့ကဒီမလေးရှားနိုင်ငံကွာလန်လမ်ပူမှာဒါဝင်ကြီးချုပ်ပြောတဲ့အတိုင်းပေါ့နော်။မလေးရှားဝင်ကြီးချုပ်ပြောတဲ့အတိုင်းတွေးဆောင်ခွင့်ရမလဲ။တွေးဆောင်မှုအတွက်ဘဲအဖွဲ့တွေသွားကြမလဲ။ပြီးရင်အဲ့လိုတွေးဆောင်တဲ့အခါမှာဘာတွေချပြမလဲ။ဘာတွေတောင်းဆိုကြမလဲ။ပြီးတော့ဒါဘလို့ထူးခြားမှုတွေဆက်ပြီးဖြစ်လာမလဲဆိုတာကိုတော့ကျွန်တော်စိတ်ဝင်စားစောင့်ကြည့်ရမှာဖြစ်ပါလိမ့်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။